င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မဟာမိတ်များနိုင်ငံရေးစည်ရေးညှိနှိုင်းမှုအပါအဝင်မဟာပြူပါနီလန်ချကူ NUG ဖော်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG နေနဲ့ပြည်သူတော်လှန်ရေးမဟာပြူပါဦးတည်ချက်ချောက်ချက်ရရှိနိုင်ဖို့မဟာပြူပါနီလန်ချကူကိုတတ်မှတ်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်း NUG ကဧပြီလ30ရက်မှာထပ်မံထုတ်ပြန်ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့လေးနှစ်ပြည့်လုံဆောင်ရွက်ချက်တွေအစိုးရခန်းစာမှာဖော်ပြထားတဲ့မဟာဗျူဟာနီးလဲ၆ခုသတ်မှတ်အကောင့်တွေပေါ်ဆောင်ရွက်နေမှုကိုထပ်မံထုတ်ပြန်လာတာရှိပါတယ်။အဲ့ဒီချက်တွေကနိုင်ငံရေးလမ်းရမဟာမင်းများနဲ့နိုင်ငံရေးစီရင်ညီလမ်းပူးပေါင်းဆောင်ရွက်မှုပြည်သူလူထုရဲ့စင်စက်မပြတ်ထောက်ခံပါဝင်မှုတို့ထိမ့်သိမ့်မြင့်တင်ခြင်းနိုင်ငံခြားရေးနီးလဲရမြန်မာပြည်သူများဆင်နွယ်လျက်ရှိတဲ့တော်လိုင်းအပေါ်နိုင်ငံတကာရဲ့တရှိနားလည်မှုနဲ့အားပေးထောက်ခံမှုတိုးတက်ရရှိအောင်ဆောင်ရွက်ခြင်းစီရင်ညီလမ်းရမိမိတမတော်ကို Chains of Command and Code of Conduct ဆိုရယ် COC နဲ့ရဲ့နဲ့တိုင်စွမ်းရီအကောင်အောင်တိဆောင်းနေရဲ့ view ဟာများတိုက်ပွဲဝင်ခြင်းလို့ဖြစ်ပါတယ်။ဒါအပြင်အုပ်ချုပ်ရေးနည်းလမ်းအရပြည်သူ့အုပ်ချုပ်ရေးရန်တရားကိုတရားဥပဒေနဲ့အညီစီမံဆောင်ရွက်ခြင်း legendary အခြေခံဖြင့်ပုံမစနစ်ကြအောင်ထိန်းကြောင်းစက်မှတ်ခြင်းနဲ့လုံခြုံရေးတရားဝင်စုံမှုရေးနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်း ဗန္နာရင်းနီလန်းရတော်လိုင်းအတွက်လိုအပ်တဲ့ဗန္နာရံပုံငွေကိုစဉ်ဆက်မပြတ်ဖြည့်တင်ပေးနိုင်ဖို့နဲ့အကျန်းဘတ်စစ်ကောင်စီရဲ့ဗန္နာရံပုံငွေရလမ်းတွေကိုဖြတ်တောက်ဖို့ဆောင်ရွက်ခြင်းလူလူဆက်ဆံရေးနီလန်းရပြည်သူတော်လိုင်းဆိုင်ရာမူဝါဒမဟာဗျူဟာနဲ့လှုပ်ဆောင်ချက်တွေပေါ်ပြည်သူလူထုနဲ့နိုင်ငံတကာကကောင်းစွာသိရှိနားလည်နိုင်ရန်ဆောင်ရွက်ခြင်းတို့အကောင့်ထဲပေါ်နေရလို့အတည်ပြုပါရစေ။ အထက်ပါမဟာဗျူဟာနီလန်၆ခုကိုဟန်ဆက်နေပြီးအရှိန်မြင့်တဲ့ပေါ်ဆောင်ခြင်းဖြင့်ဒေတာလိုင်းလုံမြောက်မှုမှသည်ပြည်တော်စုတစ်ခုလုံးလုံမြောက်တဲ့အထိဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကထုတ်ပြန်ပါတယ်။သမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောက AP29 ရဲ့ကနိုင်ငံတကာနဲ့ပြည်သူ့ကိုသတင်းစကားပားတဲ့အစီအစဉ်မှာအထက်ပါချက်ကိုအလေးထားပြောကြားခဲ့တာပါကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရကုကံတော်လိုင်းရေးဆင်တွဲလာတာမှာဒီနှစ်တောင်ကာလနဲ့ပတ်သက်ပြီးပြည်သူ့ကိုအစီရင်ခံစာထုတ်ပြန်ခဲ့ပြီးဖြစ်တယ်ဆိုတာပါပဲ ကျွန်တော်တို့အစိုးရအနေနဲ့ပြည်သူတော်လှန်ရေးဆင်နွှဲတဲ့အခါမှာမဟာဗျူဟာနီလန်ချောက်ကိုတတ်မှတ်အကောင့်ထဲပေါ်လျက်ရှိနေဆိုတာပြည်သူလူထုကိုအစီရင်ခံစာမှာအသေးစိတ်ထည့်သွင်းတင်ပြပြီးဖြစ်ပါတယ်။ဒါတွေကတော့နိုင်ငံရေးနီလန်၊နိုင်ငံခြားရေးနီလန်၊စီးရေးနီလန်၊အုပ်ချုပ်ရေးနီလန်၊ဗန္နာရေးနီလန်နဲ့လူထုဆက်ဆံရေးနီလန်တို့ပဲဖြစ်တယ်လို့ဦးကျော်စောက ပြောပါတယ်။2024စက်တင်ဘာကစပြီး Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ Article of Federal Transitional agreement FAFTA ကို NUG NUCC တို့နဲ့တာမကတိုင်းရင်းသားအဖွဲ့အစည်းကိုဖွဲ့တို့နဲ့ပူးပေါင်းပြီးစ조사ဆောင်ရွက်လျက်ရှိတယ်လို့၎င်းကပြောပါတယ်။စီးရင်ကဏ္ဍမှာဆိုရင်လည်းပြည်သူ့ကာကွယ်တပ်မတော်တိုင်းရင်းတပ်ဖွဲ့350ကျောင်းဖွဲ့စည်းတည်ဆောင်တာဖြစ်ပြီးပြည်သူ့ကာကွယ်ဖွဲ့အနေနဲ့လည်းမြို့နယ်ပေါင်း235မြို့နယ်မှာဖွဲ့စည်းထားပြီးဖြစ်တယ်ဆိုတာအစီရင်ခံစာတင်ပြထားပါတယ်။တော်လိုင်းကာလမှာစိန်ခေါ်မှုတွေအများများရှိပြီးမြဲလေ တော်လန်လူလူရဲ့ပူပေါင်းပါဝင်ထောက်ခံမှုမဟာမိတ်တော်လန်ဖွဲ့စည်းတွေရဲ့အတူတကွာပူရဲဆောင်ရွက်မှုနဲ့ဝန်ရံကူညီမှုတွေနဲ့ရင်ဆိုင်ဖြည့်ရှင်ကြော်လာနေရတယ်ဆိုတာကိုပြောချင်ပါတယ်လို့ဥကြော်စောကပြောပါတယ်။အရေးကြီးတဲ့ဖြစ်ပေါ်တိုတက်မှုတွေမှာတူမီလန်နဲ့ခုခံတော်လန်နဲ့အနေထားမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်ပေါ်လာအောင်ဖွဲ့စည်းနိုင်ခဲ့ခြင်းတော်လန်စိုးမိုးထိန်းချုပ်နေမိများလုံမြောက်နေမိများပေါ်ပေါက်လာခြင်းပြည်သူ့အုပ်ချုပ်ရေးနေရာတွေတည်ထောင်တဲ့ပန်းနိုင်ခြင်းစတဲ့တော်လန်ရဲ့ရှားလက်တုံးကူပေါ်ထွက်လာပြီဖြစ်ကြောင်းဥကြော်စောကပြောပါတယ်။ ဒေသလိုက်လွတ်မြောက်မှုကနေပြည်သူတစ်ခုလုံးလွတ်မြောက်တဲ့အထိဒီဇိုင်းမှန်မှန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာလေးနှစ်ပြည့်စီရင်ခန်းစာတင်ပြမှုတွေကနေထုံးထုံးတင်ပြလိုက်ပါတယ်လို့သမရယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဆလဘီမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတက်လာတဲ့စစ်တပ်လေဒီတစီလေပြင်းအားကြောင့်ပြက်ကျလာပြီးလေရင်မောင်းနေသူစစ်သားနှစ်ဦးကိုဖမ်းဆီးရရှိရဲ့ဆိုတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစက်တက်လေဒီတစီနဲ့လေပြင်းချောင်းပြက်ကြလာတဲ့အဆိုပါလေဒီမောင်းနေသူစစ်သားနှောင်းကိုတော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးရရှိထားကြောင်းတော်လိုင်းတရင်အင်းင်းမြစ်တွေကပြောပြခဲ့ပါတယ်။အီဒီနာ28ရက်နေ့ည8:24မိနစ်ချိန်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာမခတ်တပ်တွင်မှပြည်သူလူထုနေထိုင်ရာခြေဝါရီကိုဖုံးကျဲဖို့စက်တက်လေဒီနှစ်စီးတက်လာခဲ့ကြောင်းစက်တက်လေဒီတစ်စီးသာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘောလုံးကွင်းလေးကိုပြန်ဆင်းနိုင်ခဲ့ပြီးကြံတစ်စီးမှလေတိုက်နှုံးနဲ့ချင်းတွင်းမြစ်ချောင်းတိုင်းအောက်ကိုမျောပါသွားကြောင်းသိရပါတယ်။ အဲ့လိုဒီပြင်းနဲ့ပါသွားတဲ့စက်တက်လေးဒီမှာမောင်းနေသူစစ်သားနှုတ်မှာခုံချထွက်မှုကြောင့်ချင်းတွင်းမြင့်အနောက်ဘက်ခြံကိုကျောင်းရောက်သွားပြီးတော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးရရှိသွားကြောင်း၎င်းတို့ရဲ့လက်နက်ခဲယံများတင်ဆဲနိုင်ဖို့စစ်ဆင်နေစေဖြစ်ကြောင်း၎င်းတို့ခုံချဆုတ်ပြင်ခဲ့တဲ့စက်တက်လေးဒီမှာလည်းချင်းတွင်းမြင့်အရှိတ်ခြံကိုကျောင်းရောက်ပြီးတော်လိုင်းတပ်ဖွဲ့များကလိုက်ရှာဖွေနေစေဖြစ်ကြောင်းသိရပါတယ်လူပဲရတာပါလာမော်တာကမရဘူးလို့သိရတယ်ပါလာမော်တာကိုလိုက်ရှာနေတော့မယ်ပါလာမော်တာက မြင်းအရှိဘတ်ကျန်းမုံရွာဘတ်ကျန်းချောင်းမြို့နယ်ဘတ်ကျန်းပေါ်လူကတော့ချင်းတွင်းမြေအနောက်ဘတ်ကျန်းစလင်းကြီးနယ်ကအဖွဲတွေဖမ်းထားတာပဲအဖွဲကလည်းတော့မတရားသေးဘူးပြတ်သွားတဲ့ချင်းလူကခုန်ကြတော့မြင်းအနောက်ဘတ်ကျန်းမှာပြုတ်ကျသွားတာပါရာမော်တာကလီနဲ့တူပါသွားလို့ချင်းတွင်းမြေအရှိဘတ်ကျန်းပြုတ်ကျတာတက်တုံးခါနှက်စီတက်တာဒစီကတော့သူ့ဘောလုံးကွင်းနဲ့ပြန်စည်းနိုင်တဲ့ဒစီကတောင်ဘက်ထိလွင့်လာတာပါရာမော်တာကဘသူရတယ်ဆိုတာမသိရသေးဘူးလူရတာလောက်ပဲသိရသေးတာလက်နက်ကတော့ရှာတော့လို့သိရတယ်သူတို့စီမံလက်နက်ရောပါတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တုံးကသတင်းဌာနကိုပြောပါတယ် ။အေဒီလ23ရက်နေ့ညနေ9:30မိနစ်30ခန်းမှာပခုတ်ကူမျိုးနဲ့တမတရားတင်မတက်လာတဲ့အကျန်းဖတ်စတဲ့ရင်စက်တက်လီဒီ3စီကိုတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ငယ်တွေနဲ့ပြစ်ခတ်ရာတစည်းမှာကြည်ထိမှန်ပြီးစက်ချုပ်ရင်ကပြက်ကျခဲ့ကြောင်းဒေဒီမောင်းမြင့်သူစစ်သားတချို့လွတ်မြောက်သွားကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့မြန်မာကိုအခုအညီဆက်လက်ပေးဖို့မလေးရှားနဲ့ဗီယက်နမ်ကတိပြုတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ကောင်းကျိုးအတွက်ပြည်သူအလုံးကိုအကန့်အသတ်မရှိလူသားချင်းစာနာထောက်ထားရေးအကူအညီဆက်လက်ပေးဆောင်ရေးမလေးရှားနဲ့ VNN တို့တညီတညွတ်တဲ့သဘောတူလိုက်ပါတယ်။ AB 28ရက်ကဖနွယ်ပြည်မြို့မှာ VNN ဝင်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးမှုအတွင်းအခုလိုသဘောတူကြတာဖြစ်တယ်လို့မလေးရှားဝင်ကြီးချုပ် NY Ibrahim ကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့လူသားချင်းစာနာထောက်ထားရေးအကူအညီပေးရေးလှုပ်သားတွေဘေးကင်းဖို့အတွက်သက်ဆိုင်ရာဖွဲ့စည်းအားလုံးအပြစ်ခံဆက်လက်ရပ်စဲထားဖို့အရေးကြီးတယ်လို့ဝန်ကြီးချုပ်အန်ဝါကသူရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါရယ် မလကုံပိုင်းတို့ကငလီလုတ်ခတ်ပြီးရတဲ့မြန်မာနိုင်ငံမှာလူပေါင်းများစွာဟာလူသားချင်းစာနာထောက်ထားရေးအကူအညီတွေအရေးတကြီးလိုအပ်နေဆဲဖြစ်ကြောင်းနိုင်ငံတကာချက်ချီနေခွဲကတတိပေးထားပါတယ်။ငလီဘေးအတွက်နိုင်ငံတကာအကူအညီတွေအများကြီးပေးပို့ထားပြီးမြေတန်တပူတော်မြင်ရတယ်။ငလီဘေးတင်နေရှိနေစေရဆိုတဲ့ကြောင်းနိုင်ငံတကာသတင်းစာမျက်နှာတွေမှာဖော်ပြထားတာတွေ့ရပါတယ်။အခုနှစ်အာဆီယံဥက္ကဋ္ဌပြည်ထောင်ဝန်ကြီးချုပ်အန်ဝါကမြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုစတင်လုပ်ဆောင်နေပြီးငလီဘေးကိုအကြောင်းပြုပြီးအပြည့်ရစင်မှုတက်တန်းတိုးဖို့တောင်းဆိုထားပါတယ်။ အပြည့်အခက်ရည်စဲမှုကိုစစ်ကောင်စီကသဘောတူထားရဆိုပြီးမြေစစ်ကောင်စီကငနေကြီးလုပ်ပြီးနောက်ပိုင်းမှာတော့ဒီစားတိုက်ခိုက်မှုတွေဆက်လက်လုံဆောင်နေတာဖြစ်တယ်လို့တတိမဖော်ပြပါရှိပါရရှင်။နောက်ထပ်တပုတ်အနေနဲ့စစ်တောင်ချုပ်ဘူချုပ်စော်ဟင်းကိုဒုတိယဘူချုပ်ကြီးရာသူတိုးပြီးတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တန်းမူဟာစစ်တောင်းချုပ်ပေါ်ချုပ်စော်ဟင်းကိုစစ်ကောင်းဆောင်ကဒုတိယပေါ်ချုပ်ကြီးရာထူးပေးလိုက်တယ်လို့နေပြီးတော့တရင်အရေးပြည့်တွေစီကတည်ရပါတယ်စစ်တောင်းချုပ်ပြခန့်အပ်ပြီးလေးလာကြမှာပေါ်ချုပ်စော်ဟင်းကိုဒုတိယပေါ်ချုပ်ကြီးအစဉ်တူးမြင့်ပေးခဲ့တာဖြစ်ပြီးနေပြီးတော့စစ်ရုံးမှာပဲတာဝန်ပေးထားတယ်လို့နေပြီးတော့တရင်အရေးပြည့်တွေကပြောပါတယ်စစ်တောင်ချုပ်ဖြစ်ကလေးကလူမျိုးကွင်းကနေပြောက်သွားတာနေပြီးတော့မှပဲခေါ်ထားပြီးစစ်ရုံးမှာထားတာရာထူးတိုးပေးတာမကြသေးဘူးဒီလာထဲမှာပဲပိုချုပ်အင်းမြဆိုးတို့ထံနောက်ကြတယ် စစ်တောင်ကျောင်းမှာစစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးထောက်ပံ့နေပို့ဆောင်ညွှန်ကြားရေးမှူးရုံးဆက်လက်နဲ့ပြည်စီညွှန်ကြားရေးမှူးရုံးနဲ့လီယက်စစ်နဲ့စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ကိုတိုက်ရိုက်ကိုယ်ကျင်းရတာလို့အငြိမ်းစားအရာရှိတယောက်ကပြောပါတယ်။ ကကရကကပန်ကကနဲ့နဲ့ကကလေးရဲဆိုတဲ့လက်ယုံတက်လေးတက်ကိုတိုင်းရိုက်ကုတ်ခဲ့တာဘိုးချုပ်လေးဦးကိုအုပ်ချုပ်ရတာဆိုတော့ဒုတိယဘိုးချုပ်ကြီးအဆင့်တိုးပြီးတာအာနာသိန်းစစ်ကောင်ဆောင်ကပြီးခဲ့တဲ့ဇန်နဝါရီ31ရက်ကဘိုးချုပ်စော်ဟိန်ဘိုးချုပ်ပြည်စုံနဲ့ဘိုးချုပ်ကျော်ကျော်ဟန်နဲ့ဘိုးချုပ်အောင်ကျော်ကျော်တို့၄ယောက်ကိုရာထူးတွင်းမြင့်နေရအပြောင်းအလဲလုပ်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်